ိုးတက်ရေခဲမြစ်ကူတွေဟာကမ္ဘာအေးဆုံးဒေသတွေမှာတွေ့ရတဲ့အမကန်းသဘာဝဖြစ်စဉ်တစ်ခုပါရေခဲမြစ်တွေရဲ့နှလုံးသားထဲကိုထူးခြားတဲ့အမြင်တစုံတရာကိုပေးစွမ်းနိုင်ပြီးရေခဲနဲ့နှင်းတွေနဲ့သဘာဝရဲ့အမှုပညာလက်ရာတွေကိုဖော်ထုတ်ပြသထားပါတယ်ဒါဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲ။ မူတက်ရေခဲမြစ်ကူဆိုတာကမ္ဘာအေးဆုံးဒေသတွေမှာတွေ့ရတဲ့အမကန်းတဘာဝဖြစ်စဉ်တစ်ခုပါဒီကူတွေဟာရေခဲမြစ်တွေရဲ့နှလုံးသားထဲကိုထူးခြားတဲ့အမြင်တစုံတရာကိုပေးစွမ်းနိုင်ပါတယ်ရေခဲနဲ့နှင်းတွေနဲ့တဘာဝရဲ့အမှုပညာလက်ရာတွေကိုဖော်ထုတ်ပြသထားပါတယ် မိုးတက်ရေခဲမြစ်ကူတွေဟာရေခဲမြစ်တွေရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးသဘာဝပတ်ဝန်းကျင်ကိုလေ့လာဖို့နဲ့ခင်းသိမ်းဖို့အတွက်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်ဒီကူတွေဟာယာတိဥဒုပြောင်းလဲမှုရဲ့တက်ရောက်မှုတွေကိုလည်းထင်ဟပ်စေပြီးဒေဟစနစ်ကိုထိန်းသိမ်းဖို့ဘလောက်အရေးကြီးရဲဆိုတာကိုသတိပေးနေပါတယ်မိုးတက်ရေခဲမြစ်ကူတွေဟာသဘာဝရဲ့အံ့ဖွယ်လက်ရာတစ်ခုဖြစ်ပြီး လူသားတွေအနေနဲ့တံမိုးထားပြီးခိမ့်သိမ့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဒီဂူတွေရဲ့အနာပနဲ့ထူးခြားမှုကိုခံစားရင်သဘာဝပတ်ဝန်းကျင်ကိုခိမ့်သိမ့်ဖို့အတွက်လည်းတာဝန်သိစိတ်ရှိဖို့လိုအပ်ပါတယ်။မိုးတက်ရေခဲမြေကူတွေကိုအများအားဖြင့်အာတိတ်ဒေသတွေမှာတွေ့ရပါတယ်။ဥပမာအားဖြင့်အိုက်စလန်နဲ့အလက်စကာတို့မှာတွေ့နိုင်ပါတယ်။ဒီကူတွေဟာနှစ်ပေါင်းများစွာကြာအောင်ရေခဲမြေတွေရဲ့ရေခဲတွေအေးပြော်ပြီးပြန်ခဲသွားတဲ့နှေးကွေးတဲ့ဖြစ်စဉ်ကနေဖြစ်ပေါ်လာတာပါ။ ဒီဖြစ်စဉ်ရဲ့ရလတ်အနေနဲ့ရေခဲထဲမှာရှုပ်ထွေးတဲ့ဥမင်တွေနဲ့အခန်းတွေရဲ့ကွန်ရက်တစ်ခုကိုဖြစ်ပေါ်စေပါတယ်ရေခဲမြစ်တွေရဲ့ရေတွေဟာအကွဲချောင်းတွေနဲ့အပေါက်တွေထဲကိုစိတ်ဝင်သွားပြီးအေးခဲသွားတဲ့အခါမှာဂူတွေရဲ့ပုံသဏ္ဍာန်ကိုတဖြည်းဖြည်းပြောင်းလဲစေပါတယ် ဒီကူရီရဲ့ဒီနေရာဟာလည်းအရေးကြီးပါတယ်။အာတိတ်ဒေတာတွေဟာကမ္ဘာပေါ်မှာအေးဆုံးနဲ့အလံဝေးဆုံးဒေတာတွေတဲကတခုဖြစ်တာကြောင့်ဒီကူရီကိုတွားရောက်လေ့လာဖို့ခက်ခဲပါတယ်။ဒါပေမဲ့ဒီခက်ခဲမှုတွေကြားတဲကမှဒီကူရီရဲ့အလှပနဲ့ထူးခြားမှုကိုခံစားဖို့အတွက်လူတွေဟာအနေရည်တွေကိုရင်ဆိုင်ပြီးတွားရောက်လေ့လာကြပါတယ်။ မိုးတက်ရေခဲမြကူတွေရဲ့အမြင်အာရုံဆိုင်ရာအသွင်အပြင်တွေဟာအမခန်းပြီးတက်ကြွလန်းဆန်းပါတဲ့ဂုဏယံတွေကိုတောက်ပတဲ့အပြာရောင်နဲ့စင်ကြဲတဲ့ဖြူရောင်ရေခဲတွေနဲ့အလှဆင်ထားပါတယ်အလင်းရောင်နဲ့ထိတွေ့တဲ့အခါရေခဲတွေဟာတောက်ပပြီးလင်းလက်နေပါတယ်လူရဲ့တွင်းပူချိန်ဟာတသမတ်သေးအေးဆက်နေပါတယ်။တစ်နှစ်ပတ်လုံး30ကကနေ30ကအထိရှိနေတတ်ပါတယ်။ဒီအေးဆက်တဲ့အပူချိန်ဟာလူရဲ့ရေခဲတွေကိုမပြောင်းဝင်အောင်ထိန်းသိမ်းထားနိုင်ပါတယ်။ ရေနဲ့လေရဲ့အပြန်အလှန်ကျိုးတက်ရောက်မှုက ရေခဲတွေကိုထုစစ်ပေးပါတယ်ရေခဲဆက်တွေရေခဲမြေတွေနဲ့တခြားထူးခြားတဲ့ပုံတံတန်တွေကိုဖန်တီးပေးပါတယ်ဒီဖြစ်စဉ်ရဲ့ရလက်အနေနဲ့သဘာဝရေခဲပန်းပူပြခန်းတစ်ခုကိုဖန်တီးပေးပါတယ်မိုးတက်ရေခဲမြစ်ကူတွေကိုစူးစမ်းလေ့လာဖို့အတွက်ဘီယူတဆိုင်စီစဉ်ပြီးဘေးကင်းရေးစည်းမျဉ်းတွေကိုလိုက်နာဖို့လိုအပ်ပါတယ်။မြေပြင်နေထားတဲ့အနေအရာတွေကိုသိတဲ့ကျွမ်းကျင်တဲ့လမ်းညွန်တစ်ယောက်နဲ့စူးစမ်းလေ့လာတာကအရေးကြီးပါတယ်။ လာရောက်လည်ပတ်သူတွေဟာအပူရှက်ကအဝတ်အစားတွေကိုဝတ်ဆင်ရပါမယ်။ဥပမာအားဖြင့်ဂျာကင်အင်ဂျီတွေလက်အိတ်တွေနဲ့ခိုင်ခဲတဲ့ဖက်နက်တွေကိုဝတ်ဆင်သင့်ပါတယ်။ရေခဲကူတွေပြိုကျနိုင်တဲ့အနေရကိုလည်းသတိထားရပါမယ်။ယုံကြည်စိတ်ချရတဲ့အလင်းရောင်အရင်းမြစ်တစ်ခုကိုလည်းတည်ဆောင်သွားသင့်ပါတယ်။ဥပမာအားဖြင့်ခေါင်းဆောင်မီးအိမ် headlamp ကိုတည်ဆောင်သွားသင့်ပါတယ်။ဒီချက်လက်တွေအားလုံးကိုဂယုတဆိုင်လိုက်နာခြင်းအားဖြင့်မိုးတက်ရေခဲမြစ်ကူတွေကိုဘေးကင်းလုံခြုံစွာနဲ့စူးစမ်းလေ့လာနိုင်ပါတယ်။ အိုင်စလန်ရဲ့ဗန်နာခိုရေခဲကူဟာဆွဲမက်ဖွယ်ကောင်းတဲ့အပြာရောင်ရေခဲတွေနဲ့ကြော်ကြပါတယ်။အလက်စကာရဲ့မန်ဒန်ဟောင်ရေခဲကူတွေဟာလည်းရေခဲမြစ်တွေရဲ့အလှပေါက်ကိုအမခန်းပြသထားပါတယ်။ဗန်နာခိုရေခဲကူဟာဥရောပမှာအကြီးဆုံးရေခဲမြစ်ဖြစ်တဲ့ဗန်နာခို ရေခဲမြစ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒီကူဟာစောင်းရာသီမှာယာယီဖြစ်ပေါ်လာပြီးမြေရာသီမှာပြောက်ွယ်သွားတတ်ပါတယ်။ မန်ဒနောရေခဲဂူတွေဟာအလက်စကာရဲ့ဂျူနောမြို့အနီးမှာတည်ရှိပါတယ်။ဒီဂူတွေဟာမန်ဒနောရေခဲမြစ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးနှစ်စဉ်လူပေါင်းများစွာလာရောက်လည်ပတ်ကြပါတယ်။မူတရေခဲမြစ်ဂူတွေဟာဓာတိဥဒုပြောင်းလဲမှုရဲ့တက်ရောက်မှုကိုသတိပေးနေပါတယ်။ဒီဂူတွေဟာအပူချိန်တက်ကြကိုထိလွယ်ရှလွယ်ဖြစ်ပြီးအရေးပြောဖို့လွယ်ကူပါတယ်။ဒီသဘာဝအံ့ဖွယ်တွေကိုကာကွယ်ဖို့အရေးကြီးပါတယ်။ ဒီသူတွေဟာကမ္ဘာရာသီဥတုသမိုင်းကြောင်းကိုဖိုးတန်တဲ့အချက်လက်တွေကိုပေးစွမ်းနိုင်ပါတယ်။ဒါအပြင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့လိုအပ်တဲ့သင်္ကေတတခုအနေနဲ့လည်းဆောင်ရွက်ပါတယ်။မိုးတက်ရေခဲမြေကူတွေကိုလဲပတ်ဖို့အကောင်းဆုံးအချိန်ကတော့ရေခဲတွေအေးပျော်ဖို့အလားအလာနဲ့တဲ့ညွေဥရာသီပဲဖြစ်ပါတယ်။ဒီအချိန်မှာကူတွေရဲ့အနှာပေါက်ကိုအပြည့်အဝခန်းစားနိုင်ပြီးရာသီဥတုပြောင်းလဲမှုရဲ့တက်ရောက်မှုတွေကိုလည်းလေ့လာနိုင်ပါတယ်။ မိုးတက်ရေခဲမြစ်ကူတွေကိုထိမ့်သိမ်းဆောင်ရှောက်ခြင်းအပြင်ကျွန်တော်တို့ဟာတဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဆောင်ရှောက်ရာရောက်ပါတယ်။ဒါအပြင်နောက်မျိုးဆက်တွေအတွက် DM မကန်းတဘာဝအမွေနှစ်တွေကိုထိမ့်သိမ်းထားနိုင်မှာဖြစ်ပါတယ်။လှုပ်ရှားမှုအတွက် တောင်းဆိုခြင်း call to action မိုးတက်ရေခဲမြစ်ကူတွေရဲ့အမကန်းနှာပေါကိုတင်ကိုယ်တိုင်တွေ့ကြုံခံစားခြင်းပါသလားဒါဆိုရင်ဒီကူတွေကိုတွားရောက်လေ့လာဖို့အခုပဲစီစဉ်လိုက်ပါတွားရောက်လေ့လာတဲ့အခါမှာတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ဖို့အတွက်တာဝန်သိစိတ်ရှိရှိနဲ့ပြုမှုဆောင်ရွက်ပါတင်းရဲ့ခီးသွွားအတွေ့အကြုံတွေကိုလူမှုကွန်ရက်တွေမှာမျှဝေပြီးတခြားသူတွေကိုလည်းတဘာဝကိုထိမ့်သိမ့်ဖို့လှုံ့ဆော်ပေးပါအတူတကွပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်ကျွန်တော်တို့ဟာမိုးတက်ရေခဲမြစ်ကူတွေနဲ့တခြားတဘာဝအံ့ဖွယ်တွေကိုကာကွယ်စောင့်ရှောက်နိုင်မှာဖြစ်ပါတယ် မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။